ပရိသတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်လို့မစားခင်မှာ channel subscribe လုပ်ရတဲ့လှူထားပြီးတော့ဗီနာခေါင်းလောင်းနဲ့ VPN ဖွင့်ပြီးတော့ကြည့်ပေးကြအောင်လည်းမေတ္တာရခံပါစေဆိုတော့ဒီနေ့မှာကတော့ကျွန်တော်လက်စားလေးကိုအဆုံးသတ်ရင်းနဲ့ပဲဇက်သိန်းကန်နီနာလေးကိုရောက်လာဖြစ်တဲ့ Jackie Season 3ရဲ့အပိုင်း9ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ပြီးကြတဲ့နောက်ဆုံးအပိုင်း6မှာတော့ Jackie ကဝိညာဉ်တွေမှာထွက်သွားလာပါလားမသိဘူးเนาะအဲ့တော့အခုဆက်ပြီးတော့ဘာတွေဖြစ်ကြအောင်ပါလဲ Let's go တူတူကြည့်လိုက်အောင်ပါခင်ဗျာ ဒီပန်းဆောင်မှာတော့ Charles Siri ရဲ့ဝိညာဉ်က Chucky ပေါ့နော် Chucky ရဲ့ဝိညာဉ်ကဝိညာဉ်လောကတွေကိုရောက်နေရမြင်ရပြီးတော့ Charles Siri တယောက်ရှောက်ကြည့်နေတဲ့အင်ပီတော်ထဲမှာတေဆုံးနေတဲ့တခြားဝိညာဉ်တွေကိုပါမြင်နေရပါတယ် Charles Siri ကလင်ကွင်းရဲ့ဝိညာဉ်ကိုပါမြင်လိုက်ရပါသေးတယ်သူဘဲပုံရုံကန်ရှိကိုရောက်တော့သူတတ်ခဲ့တဲ့သမရရဲ့အတွင်မူစမန်သားရဲ့ခေါင်းပြက်ကြီးနဲ့မြင်လိုက်ရပါတယ်စမန်သားခေါင်းပြက်ကြီးနဲ့စာရီရိုက်နေပြီးတော့ Charles Siri ကဟယ်လိုလို့ပြောလိုက်တော့မှသူ့ခေါင်းစပွဲပေါ်တင်လိုက်ပြီးတော့ Mr. Ray လို့လမ်းခေါ်လိုက်ပါတယ် ပြီးတော့ဝင်သွားပါမစ္စတာရေသူစောင့်နေပါလို့ပြောတဲ့အတွက်ချားစီရေလည်းရုံးငန်းထဲကိုဝင်လာလိုက်ပါတယ်ရုံးငန်းရှိမှစောင့်နေတက်တော်စောင့်ကတော့ဂျက်ကီတက်ခဲ့တဲ့ဟင်နရီရဲ့တက်တော်စောင့်တက်တီပဲဖြစ်ပြီးတော့ချားစ်ကအခန်းထဲမှဝင်ခင်မှာတက်တီကိုပြောင်းသွားလိုက်ပါသေးတယ်ချားစီရေအခန်းထဲရောက်လာတော့နမ်ပေါ်မှာဂိုကိုင်းစ်အယုတ်ရဲ့ပုံလေးကိုမြင်လိုက်ရပါတယ်တမနာထိုင်ကောင်မှာတော့မျက်မှန်နဲ့ဂိုကိုင်းစ်အယုတ်တယုတ်ထိုင်နေပြီးတော့ချားစ်ကမင်းကဘာလုပ်လဲလို့မေးလိုက်တော့ငါကဒမ်ဘဲလာပဲလို့ပြန်ဖြေလိုက်ပါတော့တယ်ချားစ်က ငါမင်းကိုမွေးတကောင်လိုပုံစံမျိုးဖြစ်မယ်လို့တွေးထားတာဆိုပြီးတော့ပြောလိုက်တော့ဒန်ဘလာကငါမင်းအလေးစားဆုံးပုံစံယူထားတာလေကွာမင်းကစိတ်တစားဘဝင်ယူကောင်ဆိုတော့လေလို့ပြန်ပြောလိုက်ပါလိပြီးတော့ဒန်ဘလာကဒါကဝိညာဉ်လောကပဲငါနောက်လိုက်တူငရဲကိုမပို့ခင်တယောက်ချင်းတွေ့ကျင်တာလေပိုရင်းနီအောင်ပေါ့လို့ပြောလိုက်ပြီးမင်းဘာမေးကျင်တာရှိလဲလို့ပေးလိုက်ပါလိချားစ်ကငါမင်းတို့အများကြီးရစ်ပူစော်ထားတာလေသမရတော်ငါတပ်ပေးလိုက်သေးတယ်လို့ပြောလိုက်တော့ဒန်ဘလာလည်းသမရကိုတတ်တာဟုတ်လားဆိုပြီးတော့ အထင်ကြီးသွားခဲ့ပါတော့တယ်။ချားစ်ကငါလူစက်သုံးယောက်တတ်လိုက်တာမင်းတောင်းတာတောင်းနှစပိုများသေးတယ်။အဲ့ဒါမလုံလောက်သေးဘူးလားလို့မေးလိုက်တော့ဒန်မဲလာကသူ့ကွန်ပျူတာကိုကြည့်လိုက်ပြီးအင်းငါဂယုမမှုမိလိုက်တာ။မင်းကငါ့ကိုတခြားနတ်ဖျားရိုင်းနဲ့ဖောက်ပြန်တာလေကွာ။ကက်သလင်းနဲ့မှမင်းကောင်ဖောက်ပြန်ရသလားလို့ပြောလိုက်ပါတယ်။ချားစ်ကဟာအဲ့ဒါမတော်တဆပါကွာလို့ပြန်ပြောလိုက်တော့ဒန်မဲလာကသူ့ကွန်ပျူတာချက်ကီလူတတ်ခဲ့တဲ့ရှင်းကိုကြည့်လိုက်ပြီးမင်းလူတတ်တာတွေကအရင်လွယ်တဲ့နီးတွေကွာ။တိတ်အားထုတ်တာလည်းမရှိဘူးလို့ပြောလိုက်ပါတယ်။ ချားစ်ကတမနာ့ဆိုငါလက်မနဲ့မျက်လုံးတွေကလော်ထုတ်လိုက်တာကွာငါမေလည်းငါခွန်နန်နေသားနဲ့တပစ်ခဲ့တာငါဖုံးကြီးတစ်ပောက်လည်းဖောက်ခွဲပေးခဲ့သေးတယ်အစင်နဲ့မျက်နှာဥပတ်တယ်ပရိမောက်ကနေတွန်းချတယ်ငါအဆုံးလို့ဘူးတာလေငါမင်းကိုဂုံပြူတဲ့နေနဲ့ကဘာကြီးကိုဖျက်ဆီးပြနိုင်တော့မလို့ကွာလို့ပြန်ပြောလိုက်ပါလေတန်ဘဲလာကဟေးအောင်အည်အတွက်ကအဓိကမဟုတ်အဓိကခံစားချက်နဲ့သူများနဲ့မတူအောင်လှုပ်ဖို့ပဲလို့ပြောလိုက်တော့ချားစ်ကဒေါသထွက်ပြီးအာငါအောက်စိတ်မှမဖတ်တတ်တာကွာမင်းကအတိအကျလှုပ်ချင်တာချင်းအဲ့တိုင်းငါ့ကိုပြောလိုက်ပေါ့လို့ ပြန်ပြောပါလေအိုင်မာနီဒမ်ဘဲလာမင်းကငေါ့အဲ့လိုပြောရဲသလားဆိုပြီးမေးလိုက်တော့ချက်ကီးကလီးပဲကွာလို့ဆဲလိုက်ပါတော့လေဒမ်ဘဲလာကမင်းကလည်းဒီပဲမစ္စတာရေမင်းကငရဲကိုသွားတော့ဆိုပြီးတော့ချားစီရဲကိုချက်ချင်းပဲငရဲကိုပို့ဖို့လောက်ပါတော့လေအဲ့တော့မှချားစကတောင်းပန်လိုက်ပြီးတော့ဒမ်ဘဲလာငါ့ရဲ့နတ်ဖရာကြီးငေါ့ငရဲမပို့ပါနိုင်ဘူးလို့ပြောပြီးတော့အခွင့်အလူခုတော့ပေးပါအောင်ကွာလို့တောင်းဆိုလိုက်ပါလေဒမ်ဘဲလာကတမနာကိုတတ်တာတော့တော်တော်တတ်တီကောင်းတာပဲကွာမင်းကငါအခုစိတ်နည်းနည်းကြည်နာလိုက်မင်းကံကောင်းသွားတာနော် အေးမင်းခွင်ရတခုထပ်ရမယ်ဒါမဲ့တရေဖြစ်နေပဲမင်းလူတတ်မယ်ခန္ဓာကိုယ်မရှိဘူးလို့ပြောလိုက်ပါတယ်ချားစ်ကငါဘလို့လောက်ရမှာလဲဆိုတော့ဒန်ဘဲလာကအိမ်ပြီးတော့မှတော့သွေးမြေကြောင်းလောက်ခဲ့တော့မင်းထင်တာတဲ့အဲ့ဒီမှာမင်းစွမ်းနေရှိနေပြီဒီတော့သွေးတွေကိုသုံးပေါ်ချက်ကြီးဟာမင်းစိတ်ကိုကောင်းကောင်းအသုံးချလို့မှားလိုက်ပါတယ်ချားစ်ကငါလုံနိုင်ကက်သလစ်ချိန်ဆောင်ဖြီးပြီးမှလားငါပြန်သွားနိုင်မှာလားလို့မေးလိုက်တော့ဒန်ဘဲလာကငါထင်ကြီးအောင်မင်းလောက်ပြလေအဲ့ဒါဆိုငါလုံနိုင်တာလုံပြီးမှာပေါ့လို့ပြောလိုက်ပါတယ် ဂျာစီတွေလည်းသဘောကျပြီးတော့တခီဟီဟီဟီနဲ့အော်ကြီးလိုက်ပါတော့တယ်နောက်တစ်ခါမှတော့မင်းညာနျူကလ িয়ার ပစ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းတွေပလူပြောင်းတက်လာနေပြီးအဲ့ဒီကိစ္စကိုဒူးသမရာစပန်ဆာရိုးစ်ကဖြေရှင်းနေရပြီဖြစ်ပါတယ်ရိုးစ်ကမင်းညာအင်ဖြူတော်ကစမ်းသက်လေးချင်းတွေတုံးမှဓာတ်ပြတ်တောက်သွားခဲ့တဲ့အကြောင်းအဲ့ဒီကနေမှနားလည်မှုလွဲပြီးတော့အမေရိကန်ဟာအာတိတ်သမုတ်တရားမှာပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုလေးတွေလှုပ်ဆောင်ပြီးသွားကြောင်းပြောလိုက်ပြီးတော့ဒီကိစ္စအစိုးရမှမလိုပါဘူးအင်ဖြူတော်မှမကြာခဏဓာတ်ပြတ်တောက်တဲ့ပြဿနာကိုလည်း တမရာကြီးမရှိတော့မှငါဖြည့်ရှင်းပေးပါမယ်လို့ပြောလိုက်ပါတယ်စပန်ဆာရိုးစ်ရဲ့မိန်ကွန်းပြီးသွားတဲ့အခါမှာဝါရန်ကလက်ခုပ်တီးပြီးတော့အရန်ကောင်းတယ်လို့ပြောလိုက်ပါတယ်အိမ်ပြော်ပြောရေးဆိုခွင့်ရှိသူမဲလာနီကလည်းအင်တာနက်မှာလူတွေကတမရာကြီးတဲတန်ဖြစ်နေပြီလို့ထင်နေကြပြီလို့ပြောလိုက်တော့ဝါရန်ကစပန်ဆာရိုးစ်ကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးဒီညစုံကျင်းကြမယ်မနေ့ပြန်ဆိုစရာတမရာဖြစ်ပြီလို့ပြောလိုက်ပါတယ်မဲလာနီကကဘာကြီးကသာတရေပူးနေတဲ့အယုတ်ကိုတမရာကိုတတ်သွားတာသိရင်ဘလောက်တောင်ပွဲဆူသွားမလဲမြဝင်ရိုးစုံဒုံးကြီးနဲ့ထူတာပါသေးတယ်လို့ပြောလိုက်တော့ဝါရန်က တုံးကြီးနဲ့မထူလဲအစာတွေကရေးပြုံးနေရပါကွာလို့ပြောလိုက်ပြီးသူတို့သောကသမနာကော်လင်းကိုဖယ်ထုတ်လိုက်နိုင်ပြီဆိုပြီးတော့ခြေနဲ့နေကြတာပါအဲ့နောက်တော့ဝါရန်ကကဲခွင့်ပြုပါဦးမိုးဆိုးမကိစ္စရှင်းလိုက်အောင်မယ်လို့ပြောလိုက်ပါတော့တယ်တပတ်မှချားလောကတော့ရန်ဒေါနဲ့စကားပြောနေပြီးတော့ရန်ဒေါကသူ့သမနာကော်လင်းကိုလေးစားတဲ့အကြောင်းကော်လင်းကသူ့ယုံကြည်ရာအတိုင်းယက်တီခဲ့တဲ့တကယ်တော်တဲ့သမနာဖြစ်တဲ့အကြောင်းနဲ့ကော်လင်းမိသားစုကလည်းစိတ်ဓာတ်ခိုင်မာတယ်ဆိုတော့သူသိတဲ့အကြောင်းကိုပြောပါတယ်ရန်ဒေါကအမလည်းစိတ်ဓာတ်ခိုင်မာဆိုတော့ကျွန်တော်သိတယ် အမကလေးတို့အကောင်းဆုံးလုံးမအောင်ကျွန်တော်သိပါတယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာပဲဝါရန်ဝင်လာပြီးတော့မနေ့ညကိစ္စမှာကလေးတွေကစိတ်ဆလူသားသမားချားစီရဲဝိညာဉ်ဝင်ပူးတယ်လို့ပြောကြတယ်။ဒါပေမဲ့ခုတော့ပြီးသွားပါပြီ။အဲ့ဒီရုပ်လည်းတေသွားပြီလေ။ဒီတော့ရှေ့ဆက်သွားဖို့လုံးကြမယ်ရန်တော်မင်းကမင်းရဲ့ဇနီးနဲ့ကလေးနဲ့အတူတူရက်တည်ပြီးတော့မင်းမှာအုံနောက်ကင်ဆာဖြစ်နေတဲ့အတွက်အနာယူတော့မယ်လို့ကြေညာရမယ်။တမနာယာတို့တော့ဒူးတမနာကိုလွှဲပေးရမယ်လို့ပြောလိုက်ပါတယ်။တမနာကရိုကြီးကတော့ပြီးသူတွေကိုအမားတို့မိသားစုမနှောက်ရှက်ဖို့ပြောရမယ်လို့ပြောလိုက်ပါတယ်။ ဂျာလောက်ကအုံနောက်ကင်ဆာလို့တော့မပြောနိုင်ဘူးလို့ပြောလိုက်တော့ဝါရန်ကအမေရိကန်ပြည်သူတွေအတွက်ကဒါအတိတ်ပဲရှိတယ်လေဒီလိုပဲလုပ်ရမှာပေါ့လို့ပြန်ပြောလိုက်တာပါတပတ်မှာတော့လက်စီတို့တောင်းအောင်ကိုတော့ grand ရဲ့အခန်းထဲမှာပိတ်ထားပြီးသူတို့ဖုန်းတွေကိုလည်းတင်းသွားခဲ့ပါတယ်ဒေဗန်ကချက်ကီရဲ့ဗီဒီယိုတက်တည်ရပြီးတော့မှဖုန်းသိမ်းခံလိုက်တဲ့အတွက်ပေါက်ကွဲနေခဲ့ပါတယ်လက်စီကလည်းချက်ကီတေးပြီးတော့ငါတို့ကယ်လန်ကိုဘယ်တော့မှရှာတွေ့တော့မှမဟုတ်ဘူးလို့ပြောလိုက်တော့ဂျိတ်ကငါတို့မတွေ့တွေ့တဲ့အထိရှာကြမှာပါဟာလို့ပြန်ပြောလိုက်ပါတော့တယ် ဂျပန်မှာ Grand ကတော့သူ့ဖေတေသွားပြီဆိုတော့ပေါက်သွားတဲ့အတွက်တယောက်ထဲထိုင်ကုန်နေပါတော့တယ်။လက်စီကသူ့ကိုနှစ်သိမ့်ပေးနေတော့မှာပဲတတ်တော်ဆောင်နှစ်ယောက်ဝင်လာခဲ့ပြီးတော့မင်းမယားမင်းကိုတွေ့ကျင်လို့လို့ Grand ကိုပြောလိုက်ပါတယ်။လက်စီကနင်တို့ငါတို့ဒီမှာဘယ်အချိန်ကြီးပိတ်ထားမှလဲလို့မေးလိုက်တော့တတ်တော်ဆောင်ကလောလောဆယ်တော့မင်းတို့အတွက်ဒီညအလုံးစုံဆုံးပဲလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်တော့ Grand ကချားလို့စီကိုရောက်လာပြီးတော့ Henry ကိုမြင်တော့သူအဆင်ပြေလားလို့မေးလိုက်တာပါ။ချားလို့ကသူအကြောက်လွန်နေတော့မယ်။တအားအမေပြောစရာရှိတယ်ဆိုတော့ Grand က အဖေသေးပြီဆိုလားဒါတိပြီးသားလို့ပြန်ပြောလိုက်တော့ဘာလို့တောင်းအစောကလေးကပြောမပြတာလေးလို့မေးနေခဲ့ပါတော့တယ်သူတို့သားမင်းယောက်စကားပြောနေတော့မှဟင်နရီကတော့ဂျာစီရဲ့ဝိညာဉ်ကိုမြင်နေရပါတယ်ဂျာလောကဂရန်ကိုအခုသားညီလိုဒီကနေခေါ်ထုတ်သွားမှဖြစ်မယ်လို့ပြောလိုက်တော့ဂရန်ကဘယ်လိုလုပ်ရမှာလဲလို့မေးပါတယ်အဲ့ချိန်မှာပဲကုနဲ့ဂရန်ရဲ့တက်တော်ဆောင်ဟိတ်တို့ဝင်လာကြပြီးတော့ဂျာလောကိုအမအကုန်လုံးစီစဉ်ပေးပြီဒါပေမဲ့အခုသွားမှရမယ်လို့ပြောလိုက်ပါတယ်ဟင်နရီကတော့ဂျာစီရဲ့ဝိညာဉ်၆လမ်းတာကိုခံရရတဲ့အတွက်ကြောင့်ကြောက်နေပြီးတော့အော်ဟစ်လိုက်တော့တာပါ တပတ်မှာတော့တီဖနီကသူ့ရဲ့ဘူဒူးရုပ်တွေနဲ့ထောင်ဆောင်တွေအကုန်လုံးကိုထိန်းချုပ်လိုက်ဖြစ်တဲ့အတွက်ထောင်ထဲမှာဘေးမှားကြီးဖြစ်နေခဲ့ပါတယ်။အဆောင်နေရာသူ့ခြေသေးလက်သေးအလှပြင်ပေးသူဟာပြင်ပေးမုတ်သွားယူတဲ့လူကယူပေးနေပါ။အခန်းထဲမှာလည်းမီးတွေပါနေအလှတော်ဆင်းထားလိုက်ပါသေးတယ်။ဒါပေမဲ့တီဖနီကတော့ထောင်ထဲမှာထွက်နိုင်သေးတဲ့အတွက်ပေါက်ကွဲနေခဲ့ပါတယ်။တီဖနီကဒီညငါကွတ်မြတ်ခံရတော့မှာငါလွန်ခဲ့တဲ့၃ဘက်လောက်ကလေးကဒီကထွက်သွားနိုင်မှာလို့ပြောလိုက်ပါတယ်။ထောင်ထဲကအဆောင်နေအကုန်လုံးသူထိန်းနိုင်နိုင်ပြီဖြစ်ပေမဲ့အပြင်ကစနိုက်ပါသမားတယောက်ကိုမရသေးတာပါ။ ဒေဗနီကစနိုက်ပါသမားရဲ့ဇပင်ဖြစ်ဖြစ်ဖဏ္ဍဖြစ်ဖြစ်ကုံတုံးပဲဖြစ်ဖြစ်ယူလာဖို့ပြောပေမဲ့အဲရီကာကစနိုက်ပါသမားနေမကောင်းလို့တပတ်တောင်ခွင့်ယူသွားတာပြီးတော့သူတို့စနိုက်ပါသမားတွေကတီးတန့်နေတတ်တာလေးလို့ပြောလိုက်ပါတယ်ဒေဗနီကတော့လက်မခံပဲဒီညမတိုင်းခင်တခုခုရအောင်ယူခဲ့လို့အဲရီကာကိုပြောလိုက်ပါတော့တယ်အဲမှာအဲရီကာစနိုက်ပါသမားနောက်ကိုလိုက်သွားပြီးတော့စနိုက်ပါသမားရဲ့အိမ်ကိုတီးသွားခဲ့ပါတယ်ပြီးတော့အဲရီကာစနိုက်ပါသမားရဲ့အိမ်ထဲကိုဝင်ဖို့လုံနေတော့မှပဲသူ့ကားတစ်စီးကရုတ်တရက်ဖြတ်တိုက်သွားတဲ့အတွက်အဲရီကာတယောက်တစ်ခါတည်းရှော့သွားခဲ့ပါတော့တယ် နောက်တစ်ခါမှာတော့ Warren Price ခေါ်ထားတဲ့ကျွမ်းကျင်သူဆိုတဲ့ Dr. Lindstrom ကအိမ်ဖီရိုရောက်လာခဲ့ပါပြီ။သူနဲ့တူ Timothy ဆိုတဲ့ကောင်လေးတယောက်လည်းပါလာပြီးတော့ Timothy ကအိမ်ဖီရိုတစ်ချက်ကြည့်လိုက်ပြီးတော့ "Oh no" လို့ပြောလိုက်ပါတော့တယ်။ Lindstrom က Timothy မင်းဘာမြင်လို့လဲလို့မေးလိုက်တော့ Timothy ကဒီအင်အားတစ်ခုခုအကြီးကျယ်မားနေပြီလို့ပြောလိုက်ပါတယ်။ Warren က Dr. Lindstrom တို့ကိုအိမ်ဖီရိုထဲမှာလိုက်ပြနေပြီးတော့ Dr. Lind က Warren ကို Timothy ကငါမြင်မှုများတွေမှာပါရမီအရှိဆုံးစိတ်ဆွမ်းရရှိမယ် ဘီမိုင်းသေးတော့ဘေကင်နန်းတော်သူတန်ရှင်းပေးတာထေလာဆွစ်ကလည်းသူပဲနဲ့ပြတ်တိုင်းတီမိုသီကိုငှားတက်တယ်လို့ပြောလိုက်ပါတယ်တီမိုသီကဂျိုးဆက်အခန်းထဲမှာပတ်ကြည့်နေပြီးတော့မီးရင်တစ်ခုဖွင့်လိုက်တော့ဂျာကီကိုရုတ်တရက်မြင်သွားခဲ့ပါတယ်ပြီးတော့တီမိုသီကတမန်တော်ကြီးဒီမှာတေးသွားတာပဲအသေးဆုံးနဲ့တေးခဲ့ရတာသူ့ကိုတတ်တာလူမဟုတ်ဘူးလို့ပြောလိုက်တော့ဝါရန်ကမှန်တယ်ဒါပေမဲ့ငါမသိသေးတာတခုပြောပါအောင်လို့ပြောလိုက်တော့တီမိုသီကသူ့မိသားစုကထွက်ပြေးတော့မယ်လို့ပြောလိုက်ပါတော့တယ်အဲဒီမှာကုနဲ့ဟေးဆိုးကဂျာလိုတို့ခေါ်ထုတ်လာပြီးတော့ကားပေါ်တင်ပေးနေပါပြီ ဂရန်ကသားငယ်ချင်းတွေကြတော့ဘလို့လုံမလဲလို့မေးလိုက်တော့ချားလော့ကအမေလို့လွတ်ပြီးတော့မှသူတို့ကိုကူညီကြတာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ဟေးစ်ကလည်း Pride ရဲ့လူကသူတို့ကိုစောင့်ကြည့်နေတာခေါ်သွားလို့မရဘူးလို့ပြန်ပြောလိုက်တာပါ။ချားလော့နဲ့ Henry ကကားပေါ်တက်လိုက်ပြီးတော့ Grand တက်လီလို့ပြောလိုက်ပြီးမှ Grand ကလက်စီမပိုင်မသွားနိုင်ဘူးလို့ပြောလိုက်ပါတယ်။အာနေဟေးကကျွန်တော်နေခဲ့မယ်ကျွန်တော် Grand ကိုစောင့်ရှောက်လိုက်မယ်လို့ပြောပါတော့တယ်။ချားလော့ကအတင်းခေါ်နေမဲ့ Grand ကမလိုက်တော့ဘဲကားတကောက်ပိတ်လိုက်တာကြောင့်ကူကလည်းအချိန်များအတွက်ကားကိုချက်ချင်းမောင်းထွားသွားခဲ့ပါတော့တယ်။အဲနောက်တော့ Grand နဲ့ Hito က လက်စီတို့ဖမ်းထားတဲ့ခန်းစီကိုပြန်လာပြီးတော့ Grand က Pride ရဲ့လူကိုကျွန်တော်တကယ်ချင်းလို့လှုပ်ပေးစမ်းလို့ပြောလိုက်ပါတယ်ပြီးတော့ Hit ကအဲဒီဆောင်ကိုခေါင်းနဲ့ဖြတ်တိုက်လိုက်တဲ့တော့အဆောင်လဲမေးလဲသွားပါတော့တယ်ပြီးတော့ Grand လက်စီတို့အခန်းထဲကထုတ်ပေးပြီးတော့ငါတို့ဒီကထွက်သွားမယ်လို့ပြောလိုက်တော့လက်စီကငါတို့သွားလို့မရသေးဘူး Game Line ဗမာလဲဆိုအောင်စုံစမ်းမှုအခွင့်အရေးရှိသေးတယ်လို့ပြန်ပြောလိုက်ပါတယ်အဲဒီချိန်မှာပဲ Warren ရောက်လာပြီးတော့သူတို့ကိုမိသွားခဲ့ပါတော့တယ်တပတ်မှာတော့ Tiffany တယောက် Erica ကိုစောင့်နေတော့မှအဆောင်တယောက်ရောက်လာပြီးတော့ Mr. Daly ကျွန်တော်နဲ့လိုက်ခဲ့ပါလို့ပြောလိုက်ပါတယ် ကျွန်တော်ကခင်ဗျားကိုတည်တံပေးမဲ့ green mile လိုက်ဖို့မှလို့ပြောလိုက်တော့ definitely လဲလမ်းပြန်သွားပြီးတော့ erica ဘယ်ရောက်သွားလို့လဲလို့မေးလိုက်တော့အဆောင်ကအေရီကာတည်သွားပြီလို့ပြောလိုက်ပါတယ်။ဒီဖနီကဒီစောက်ကောင်မလို့ဆဲလိုက်ပြီးတော့ကျမအီစီလိုက်ပါမယ်။ကျမအယုတ်လေးတွေယုံမယ်နော်လို့ပြောပြီးသူဗူဒူအယုတ်တွေကိုယူဖို့လှုပ်ပြီးမယ်။အဆောင်ကယူခွေမပေးတော့ပဲဒီဖနီကိုလက်ထိတ်ခတ်ပြီးတော့ခေါ်သွားခဲ့တော့တာပါ။တပတ်မှတော့ဝါရန်ကဂရန်ဒိုကိုဒေါက်တာလင်းစွန်စီခေါ်လာပြီးတော့ဒါကဒူးတက်တို့ကတဘာဝလုံးစိတ်ပညာဌာနမှဒေါက်တာကယ်ရိုလင်းစွန်မလို့မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီမိုဒီကတော့ဂျမ်းမီမောင်ကိုမျက်လုံးမှိတ်ပြီးတော့ထိုင်နေပြီးဒီအိမ်ထဲမှာသဲတွေအများကြီးပဲလို့ပြောလိုက်ပါတယ်ဒေါက်တာကေရိုကသူ့ရဲ့ EVP ဆက်ကိုဖွင့်လိုက်တော့လျှက်စစ်အတန်းဖြစ်စင်တွေကတာမန်နားနဲ့ဆိုမကြားနိုင်ဘူးဒီဆက်တွေကအဲ့လိုအတန်းမျိုးတွေကိုဖမ်းဖို့လှုပ်ထားတာလို့ဂျိတ်တို့ကိုပြောပြလိုက်ပါတယ်ဒီထဲမှာတည်သွားတဲ့ဝိညာဉ်တွေကရှိနေတုံးပဲသူတို့ဆရာသတင်းစကားတွေတောင်းဆိုတာတွေတတိပေးတာလို့အတန်းမျိုးတွေကိုဖမ်းနိုင်တယ်မစ္စပရိုက်ပြောတဲ့အတိုင်းဆိုသူတို့ကိုတတ်သွားတဲ့သူကလည်းရှိနေသေးတယ်ပုံပဲလို့ပြောလိုက်တော့လက်စီကနိဗောင်ချက်ကီယာရှိနေသေးတာလားလို့မေးလိုက်ပါတယ် ဒီမိုဒီကတော့ဒီညမှာသေလူတွေနဲ့ရှင်သူတွေကြားကအတားအဆီးကအရန်ပါနေတယ်ပရာလောကကိုမထိန်နိုင်တော့သလိုပဲသူတို့ကသတိပေးနေတယ်အားလုံးသတိပေးနေတယ်ချက်ကီအကြောင်းကိုလို့ပြောလိုက်ပါတယ်လက်စရာဒီမိုဒီကိုချက်ကီရှိနေတဲ့စကားပြောလို့ရလားသူ့မေးခွန်းမေးလို့ရလားလို့မေးတယ်တော့မှာပဲဒေါက်တာကယ်ရိုးကတခုတွေးပြီလို့ပြောလိုက်တဲ့အတွက်သူတို့အကုန်လုံးစက်နာမှာသွားပြီးတော့နားထောင်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာရင်တွေးတွေတွေးတွေအများကြီးပဲဆွဲစကားတန်ကိုကြားလိုက်ရပြီအဲ့တန်ကသမနာကော်နီရဲ့အတန်ဖြစ်တဲ့အတွက် grand ကတငါးဖီအတန်ပဲလို့ပြောလိုက်ပါတယ် အဲ့ချိန်မှာသူတို့နောက်ကတကားမှလည်းတကားသောဘောက်ကနေတွေးပြီးစီးကြလာနေတောင်မြင်လိုက်ရပါလေဓမ္မမတော်ရန်တော်ကသမနာကော်လင်းနေနဲ့ယောဂါကြောင့်အနားယူတော့မှဖြစ်ပြီးဒူးသမနာကိုတောင်းဝန်လွှဲပေးခဲ့ကြောင်းကိုပြောလိုက်ပါလေရန်တော်အဲ့ချိန်အားကြောင့်ပြောပြီးတာနဲ့ဝါရန်လူတယောက်ကရန်တော်ကိုစေးထိုးတတ်ဖို့အတွက်အပ်ကိုပြင်နေခဲ့ပါပြီရန်တော်လည်းအဲ့ဒါကိုတွေ့သွားပြီးတော့မင်းတို့အားလုံးလီးပဲလို့ပြောလိုက်ပြီးတော့အဆောင်ဝင်ပြန်တော့ခေါင်းနဲ့ပြစ်လိုက်ပြီးအခန်းထဲကနေပြန်ထွက်ပြေးလာခဲ့ပါတော့တယ်ရန်တော်ကအောက်ထပ်ကိုစိမ့်ပြေးဖို့လှုပ်ပြီးမယ်အဆောင်တွေပြေးတက်လာတဲ့အတွက်ဓာတ်လီကားတဲ့ကိုအမြန်ဝင်ဖို့လှုပ်ပါတယ် ရန်တော့တယောက်ဓာတ်လီကားတွေရောက်သွားတဲ့အချိန်မှာသူနောက်ကလိုက်လာတဲ့အဆောင်လေဓာတ်လီကားတွေကိုအမိလိုက်ဝင်လာခဲ့ပါလိမ့်ရန်တော့နဲ့အဲအဆောင်တို့ပြဿနာတက်နေတော့မှာဒေါက်တာလင်းစရုံနဲ့ဂျိတ်တို့ကဓာတ်လီကားရှိကိုရောက်လာပြီးဒေါက်တာဂျိတ်တို့ဒီအိမ်ထဲမှာလောက်ခဲ့တဲ့ဆုံးဖြတ်ချက်ဆိုးတွေအားလုံးကအခုမှပေါင်းပြီးတော့လာဖြစ်နေတာလက်တလို့အသေးဆိုးနဲ့သေးတဲ့ကိစ္စတွေကြောင့်လေတဘာဝလုံးစွမ်းအားတွေတော်ပြီးလောင်လိုမျိုးပြန့်လာတာလို့ပြောလိုက်ပါလိမ့်ဓာတ်လီကားထဲမှာတော့အဆောင်ကရန်တော့ကိုလဲပြီးညှစ်ပြီးတော့ဆေးတို့ကနဲ့ထိုးဖို့လုပ်နေခဲ့ပါလိမ့်အဲ့ဒီမှာပဲရန်တော့ရဲ့ပြန်နာဖို့သွေးတွေကျလာတဲ့အတွက် နေအောင်လုံးအံ့ဩပြီးတော့အပေါ်ကိုမောကြည့်လိုက်ပါလေ။အိုင်မှာအပေါ်ကနေသွေးတွေကျနေအောင်မြင်လိုက်ရပြီးတော့မကြခင်မှာပဲရေတိုင်းကြီးပေါက်သွားသလိုဓာတ်လီကားတွေကိုသွေးတွေဒလဟောကျဆင်းလာတော့မြင်လိုက်ရပါတော့တယ်။ဒေါက်တာလင်းဆောင်ကတော့ငါတို့တံမလုံနဲ့ဆက်သွယ်ရမယ်။ဆက်သွယ်ပြီးတာနဲ့သူ့ကိုအကျန်းဖတ်နေစေတဲ့အဓိကဒဏ်အောင်ကုရမယ်။သူ့ကိုငိမ့်ညံ့ရအောင်တောင်းအောင်လုပ်ရမယ်လို့ပြောလိုက်တော့ဒေဗန်ကချက်ကြီးအကျန်းဖတ်ရအောင်ကြိုက်လို့လုပ်တာ။သူကငိမ့်ညံ့နေတာမဟုတ်ဘူးလို့ပြောလိုက်ပါလေ။ဂျိတ်ကတော့သူတော်ကောင်းချက်ကြီးရှိလေလေ။ငါတို့သူ့ကိုအုံနောက်ဆေးလိုက်တော့ကောင်းသွားတာလို့ပြောလိုက်ပေးမယ်။ဒေဗန်ကဟာဘမကောင်းလို့လေကွာ။ အဲ့ကောင်ပဲနဒင်းကိုပရင်းပေါက်ကတွန်းချပြီးတော့တတ်သွားခဲ့တာလေးလို့ပြန်ပြောပြလိုက်ပါတယ်။ဂျိတ်ကတော့ဂျက်ကီနဲ့ပတ်တန်းအခုဒီအမှတ်မရှိသေးတဲ့ပုံပါပဲ။အဲ့အချိန်မှာပဲဓာတ်လီကားထဲမှာသွေးတွေပြည့်နေဖြစ်ပြီးတော့ရန်ဒေါ်တို့လည်းသွေးနစ်ပြီးတော့တေရပါတော့မယ်။ရန်ဒေါ်ကမှတေကမှာချားစီရဲဝိညာဉ်နဲ့ဂျက်ကီဝါမြင်လိုက်ရပြီးတော့ချားစီရဲကအားရပါရအော်ကြီးနေခဲ့တော့တာပါ။အဲ့ဒီမှာတင်မိုတီကတော့တခုခုနင်းနေသလိုခံစားလိုက်ရပြီးတော့ဓာတ်လီကလည်းပွင့်သွားတဲ့ချိန်မှာတော့ရန်ဒေါ်နဲ့အဆောင်တယောက်သွေးတွေရွှဲနေပြီးတော့တေဆုံးနေတာကိုမြင်တွေ့လိုက်ရပါတော့တယ် ောက်တစ်ခါမှတော့ဒေါက်တာလင်းစွန်နဲ့တင်မိုသီတို့ကဝိညာဉ်ခေါ်ဖို့လုပ်နေပြီးတော့ဂျိတ်တို့ဝါရန်တို့နဲ့လုံခြုံရေးတွေကလည်းရှိနေပါတယ်။တမနာဖြစ်သွားတဲ့ Spencer Rose ကိုဝါရန်ကပြန်ဖို့ပြောပေမဲ့ Rose ကငါပုံမနေနိုင်ဘူးငါလည်းဒီမှာနေမယ်လို့ပြောလိုက်ပါတယ်။ Melania လည်းလုံးကြအောင်ငါသေးမမြင်ဘူးလို့ပြောလိုက်ပြီးတော့ဒီကိစ္စကို ပြောစရာထင်နေခဲ့တာပါ။အန်တိုနီတင်မိုသီကမင်းတို့တွေချက်ကီနဲ့ရင်းနှီးတာလားလို့မေးလိုက်တော့ဂျိတ်ကငါသူတော်ကောင်းချက်ကီရဲ့ကောင်းကင်အဖေဖြစ်ဘူးတယ်လို့ပြောပြလိုက်ပါတယ်။တင်မိုသီကအေးအဲ့ဒါကောင်းတယ်။မင်းတို့ကဆက်သွယ်မှုရှိနေရဖို့လို့ပြောလိုက်တာပါ။ ပြီးတော့သူတို့တွေစပွဲမှာဝိုင်းထိုင်လိုက်ပြီးတော့တောင်းလိုက်တော့လက်တွေချိန်ထားလိုက်ကြပါလေဒေါက်တာလင်းစောကဝင်းညုံစင်ခေါ်ပြီးရင်ဘာပဲဖြစ်လာလားဇက်ဝိုင်းကိုမပြတ်ပါစေနဲ့လို့သတိပေးလိုက်ပြီးမောင်းရင်တော့အခန်းထဲကစိတ်ဆွမ်းရည်ရုတ်တရက်ပြတ်သွားပြီးတော့ဒီခန်းထဲမှာတက်ရှိတွေရောတမလွန်သားတွေရောဒုက္ခအကုန်လုံးရောက်သွားနိုင်တယ်လို့ပြောလိုက်တာပါအဲနောက်တော့ဒေါက်တာလင်းစောကသူ့ရဲ့နီးစတင်တိုင်းဒီမိုတီကနေတဆင်ချားစီရီနဲ့ဆက်သွယ်လိုက်ပြီးတော့ခနာကြာမှာပဲချားစီရီနဲ့အဆက်သွယ်ဆပြီးတော့ရလာပါတော့တယ်ဒေါက်တာလင်းစောကလည်းထိုင်လိုက်ပြီးတော့ချားချားစီရီမင်းဒီမှာရှိနေလားလို့မေးလိုက်တော့ ရုတ်တရက်လေတွေတိုက်ခတ်လာခဲ့ပါတယ်ဒေါက်တာလင်းစုံကငါတို့ကမင်းကိုကူညီချင်တာပါလို့ပြောလိုက်တော့ Charles ကငါကိုကယ်ပါလို့ပြောလိုက်ပါတယ်ဒေါက်တာမင်းပါလို့ဆက်နေနေတာလဲဆို Charles ကမပြီးပြသေးတဲ့ကိစ္စရှိတယ်ကွာ Devin Jay နဲ့လက်စီလို့ပြောလိုက်ပါတော့တယ်လက်စီကဒေါသထွက်ပြီးတော့ Caroline ပါပါလဲလို့မေးလိုက်တော့ဒေါက်တာလင်းစုံကသူ့ကိုအောင်မများစေနဲ့သူကငါတို့ကူညီလိုနေရလေလို့ပြန်ပြောလိုက်ပါတယ် MRI Charles ကငါမင်းတို့စီကလိုချင်တာမင်းတို့သွေးတွေပဲလို့ပြောလိုက်ပြီးတော့ခုံထုပြီးဒီဒီဒီ fuck 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 လို့ပြောလိုက်တော့တာပါ ဒေါက်တာလင်းစုံကငါမင်းကိုစင့်ခေါ်ထားတာ Charles ငါတို့မင်းကိုထိန်းချုပ်နိုင်တယ်လို့ပြောလိုက်တော့ Charles ကအခန်းထဲကမီးရီအကုန်ပိတ်သွားအောင်လှုပ်လိုက်ပြီးတော့တေးကြတာပေါ့လို့ပြောလိုက်ပါတော့တယ်ဒေါက်တာကစိတ်အေးထားလက်တွဲမဖြုံးနိုင်လို့သူ့လူတွေကိုမှာနေခဲ့ပါတယ် Charles ကလက်စီရဲ့ပါးကိုသွားကင်လိုက်ပြီးတော့ငါ့ရဲ့တကူကြီးသောနောင်သားရစရာနေညမအတွက်ပဲငါသူ့အရင်မျောလင်းထားတာလို့ပြောလိုက်တော့လက်စီကနေသူ့ကိုဘာလို့လိုက်တာလဲခွေးမာသားလို့မေးလိုက်ပါတယ် Charles ကတိဖို့တဏီးတည်းရှိတယ်လေလို့ပြောလိုက်ပြီးအဲ့ဒီမှာပဲအခန်းထဲမှာလေတွေတိုက်ပြီးတော့စာဝတ်တွေလည်းလွင့်နေခဲ့ပါတယ် ဒေါက်တာလင်းစုံကချားစ်လင်းဒီလိုလောက်ဆရာမလိုပါဘူးလို့ပြောလိုက်တော့ချားစ်ကဒေါသထွက်ပြီးတော့ငါနာမည်ကဆောက် fucking chucky กว่าလို့ပြောလိုက်တော့တာပါအဲဒီချိန်မှာပဲအပေါ်ကနေသွေးကြီးကျလာတဲ့အတွက်မယ်လန်ဒီလည်းကြောက်လန့်ပြီးတော့လက်ကိုဖြုတ်ပြစ်လိုက်ပါတယ်ဒေါက်တာလင်းစုံကလက်တွေမဖြုတ်နဲ့လို့ပြောနေပြီးတော့ချက်ကီကတော့တဟားနဲ့ယီနေခဲ့တာပါခဏလေးတော့ချက်ကီကဘောက်ကြီးကိုရိုက်ခွဲပြဖို့လုံနေအောင်မြင်လိုက်တဲ့အတွက်ဒေဗန်ကြည့်ပဲဦးပါကြည့်အောင်လို့ပြောလိုက်တာကြောင့်အကုန်လုံးလည်းထားထွက်ပြီးကြပါတော့တယ်ချက်ကီယာဘောက်ကြီးကိုအောက်ကိုပြစ်ချပြီးတော့ခွဲလိုက်တဲ့အတွက်အောက်ကသွေးတွေနဲ့လျှက်စစ်တွေစီးကုန်ပါတော့တယ် ိုင်မာရင်အချိန်မီမှာပြေးလိုက်နိုင်တဲ့ဒေါက်တာလင်းစရွန်ဒူးတမရာစပန်ဆာနဲ့အိမ်ပြော်ပြောရေးဆိုခွင့်ရှိသူမဲလာနီတို့ဓာတ်လိုက်ပြီးတော့ရှုံးသွားခဲ့ပါတော့တယ်။ဂျိတ်ကမတ်တက်ရနေတဲ့ချားစ်ကိုမြင်လိုက်ပြီးတော့ချားစီရီကဂျိတ်ကိုလက်ခနဲ့ထောင်ပြသွားခဲ့တာပါ။နောက်တစ်ခါမှတော့တကူလုံးသွေးတွေဆူဆွဲနေတဲ့ဝါရန်ကဖုန်းဆက်ပြီးတော့တမရာသေးပြီဒူးတမရာလည်းသေးပြီတမရာကိုဝါလည်းသေးပြီငါတို့ရန်အစီအစဉ်ကိုလုံးမရတော့မယ်လို့ပြောလိုက်ပါတယ်။လက်စီကတော့ငါတို့ဂျက်ကီကိုပြန်ခေါ်မယ်ဒီကတော့ငါတို့အသင်းဖြစ်နေအောင်လုပ်မယ်လို့ပြောလိုက်တော့တီမိုသီက သူ့ကိုအငိုင်းမြောင်လို့ဖို့တခုသောအခွင့်အရေးကပရာလောကထဲမှာပဲအဲ့ဒီကိုသွားဖို့တေးမရမယ်လို့ပြောလိုက်တာပါအဲ့ဒါနဲ့ဂျိတ်ကငါတေးမယ်လို့ပြောပြီးတော့ရုပ်ရှင်နေရလို့ငါ short ဖြစ်တာနှလုံးရတာတခုလောက်ရမယ်ပြီးရင်ပရာလောကထဲသွားပြီးတော့ cable line ဘာမှလဲဆိုတာ check ကြီးကိုမေးမယ်ပြီးရင်ငါ့ကိုပြန်နှိုးလို့ပြောလိုက်တော့လက်စီကနေအဲ့ဒါယူနေလို့ပဲဟာအဲ့ဒါရုပ်ရှင်လေးဒီလိုလုံးလို့နေမရဘူးလို့ပြောလိုက်ပါတယ်ဒေဗန်ကငါမှပူကောင်းတဲ့ကြံရှိတယ် price မေးသေးတယ်မေး check ကြီးမှုတွေဖုံးလာလို့အခုလို့ဖြစ်လာလို့ဝါရန်ကိုပြောလိုက်ပါတော့တယ်ဒီမိုဒီကမဟုတ်ဘူးဂျိတ်ပြောတာမှန်တယ် ဆက်သွယ်မှုအားကောင်းဆုံးလူကသွားအမှလို့ပြောလိုက်တော့ဂျိတ်ကဒေဗန်တို့ငါသွားမှရမယ်ငါသူတော်အောင်ချက်ကီနဲ့ရင်းနေဘူးတယ်သူနဲ့နားလည်မှုရအောင်လုပ်ပြီးတော့ကေရိုလိုင်းဘာမှလဲဆိုတော့ငါမေးမယ်လို့ပြောလိုက်ပါတယ်ဒီမိုတီကဝိညာဉ်အားလုံးကထာဝရတည်ရှိတယ်ကိုကိုအဆုံးသတ်တာလွဲလို့ဒါဆိုတော့လုံးဝပျောက်ွယ်သွားမယ်လို့ပြောလိုက်ပြီးတော့ဂျက်ကီကသူ့ကိုယ်သူပရာလောကထဲမှာစတိခံလိုက်ရင်သူပျောက်ွယ်သွားမှာပဲလို့ပြောလိုက်ပါတယ်ဒေဗန်ကချက်ကီလာဒီလိုလုံးမှလို့ပြောလိုက်တော့ဒီမိုတီကဂျိတ်ကိုမင်းပြောတော့ချက်ကီရဲ့ဝိညာဉ်ပဲ့ထွက်ဖူးတယ်မလားချက်ကီကောင်ကသူ့ကိုအားနေအောင်လုပ်နိုင်တယ်လို့ပြောလိုက်ပါတယ် ဒီတော့ Jay ကချက်ကီကောင်းကိုတွေးအောင်စားပြီးတော့ချက်ကီသူ့ဟာသူစရေခံအောင်ဖြောင်းဖြားရမှာပဲဖြစ်ပါလိမ့်။အိုင်မာရီလက်စီရော Grand Yoga အဆိုငါတို့လေးအောင်လုံးသွားမယ်လေးလို့ပြောလိုက်တော့တင်မိုတီကမင်းတို့သွားရင်ချက်ကီကမင်းတို့သူ့ကိုမုန်းနေတာအသုံးချမှာပဲ။ပရလောကမှာမင်းတို့ကြောင့်အမုန်းနေသူပို့ပြီးတော့အားကောင်းသွားလိမ့်မယ်။ Jay ကသူ့ကိုချစ်တာငါတို့အတွက်လွတ်ဝက်လက်နက်ပဲလို့ပြောလိုက်တာပါ။ဒေဗန်ကသူ့ကိုချစ်မစွန်စားဘူး Jay ကိုပြောနေမယ်။ Jay ကငေါ့ယုံမှာဆိုပြီးတော့ဒေဗန်ကိုပြန်ပြီးတော့ဖြောင်းဖြားနေပါလိမ့်။လက်စီကနင်ခနာတေဘောကဘလို့လုံးမှာလဲလို့မေးလိုက်တော့အဲ့ဒါငါကူညီပေးမယ်လို့ဝါနိုင်ကပြောလိုက်ပါလိမ့်။ ဒါမှမဟုတ်အနိုင်အောင်ကာဝေးကြီးနဲ့တီဖနီကတော့သူတိမ်မိတ်ပေးခံမဲ့အခန်းကိုသွားနေတာကိုမြင်ကြရပါတယ်။ဝါရန်ကတိတာတကူကိုဒီဘက်မှာယူလာပြီးတော့ဒီစိတ်ကိုစီအိုင်ကနေထွင်ထားတာနှလုံးလုံးဝရပ်သွားလိမ့်မယ်။၅မိနစ်လောက်တေးွားလို့ရတယ်။ပြီးတော့မှနောက်စိတ်တစ်ခုနဲ့နှလုံးပြန်နှိုးပြီးမှ၅မိနစ်တက်တေးတဲ့ချိန်ပူကြရင်တော့အုံနောက်အပီးထိခိုက်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒေဗန်ကသူ့အပြန်ခေါ်မဲစိတ်ကြုတ်ကိုပေးခမောင်ကြုတ်လို့မယုံလို့ပြောလိုက်တော့ဝါရန်ကဒေဗန်ကိုစေးထိုးကပေးလိုက်ပါတယ်။ဒေဗန်ကဂျိတ်ကိုစိတ်မချဖြစ်နေပြီးတော့ငေါ့မေးပြန်လာမယ်လို့ဂရီပေးပါလို့ပြောနေခဲ့ပါတယ်။ တပတ်မှာတော့တီဖနီကိုသေတံပေးမဲ့ခန်းနဲ့ခေါ်သွားပြီးတော့သူ့ကိုဈေးထိုးသားမဲ့ဂရင်းပေါ်မှာလက်တွေခြေောက်တွေကိုချုပ်ထားလိုက်ပါတယ်တီဖနီကငိုယိုပြီးတော့ငောင်းအောင်စောင်းနေတဲ့စကားပြီးပြောပါဦးထောင်ဆောင်အီလန်ကိုခေါ်ပေးဆိုပြီးတော့သူ့လူကိုခေါ်ဖို့ကြိုးစားနေတာပါထောင်ဝင်တန်းတွေကတော့သူ့အဖမ်းမလုပ်ကြပဲအပြင်ကစောင်းကြည့်နေတဲ့လူတွေကိုဘယ်သူစကားပြောချင်တာခြေသေးလဲလို့မေးလိုက်တော့နီကာငါပြောချင်တယ်လို့ပြောလိုက်ပါတယ်နီကာတီဖနီငါဒီမနက်ဂျီဂျီနဲ့စကားပြောလာတယ်သူတို့ကနင့်ကိုနင်ကအရန်ကောင်းတဲ့အမေပါလို့ပြောခိုင်းတယ်နင့်ကိုအမြဲချစ်သွားမယ်လို့လည်းပြောတယ်ဆိုပြီးတော့ပြောလိုက်ပါတယ် တီဖနီကဂျေဇူပါဟာလို့ပြောလိုက်ပြီးတော့နီကတော့တီဖနီကနေ့ကြောင်းသိတယ်နေ့ငရဲမှာလောင်ကျွမ်းရတော့မှာလို့ပြောလိုက်တော့တာပါတီဖနီကိုဈေးထိုးတတ်မဲ့လူကဈေးထိုးကန်ဒီမှာနောက်ဆုံးဘာပြောချင်လဲလို့မေးလိုက်တော့တီဖနီကတတ်တာကြီးကြီးတတ်တာချက်ကြီးငါနေ့ကိုအရန်ရန်ကိုချစ်ပါလေလို့ပြောလိုက်ပါတယ်အဲနောက်တော့တီဖနီကိုဈေးထိုးတတ်လိုက်ဒါကိုမြင်လိုက်ကြပါတော့လေတမမဝါရန်ကလည်းဂျိတ်ကိုဈေးထိုးဖို့ပြင်နေရဖြစ်ပြီးတော့ရေဒီယိုလာလို့မေးလိုက်တာပါပြီးတော့လည်းဝါရန်ကဂျိတ်ကိုတမလုံကိုသွားဖို့အတွက်နှလုံးခဏရက်သွားအောင်လို့

ဂျိတ်ကလည်းလိုက်သွားမယ်ဂျက်ကီကလည်းလူကောင်းဖြစ်မှာလူဆိုးဖြစ်မှာလားဘာတွေဖြစ်မှာလဲအဲ့တော့ဒီဂျက်ကီရဲ့မြောင်များလှစွာရှေးလျားလှစွာတော့တင်ဆက်လာခဲ့တဲ့ဇီရီရောရုပ်ရှင်ကားတွေနောက်ဆုံးအဆုံးသက်ကတော့နောက်ဆုံးတစ်ပိုင်းပဲကျန်တော့တယ်နောက်တစ်ပိုင်းမှာကျွန်တော်ပြန်တွေ့ပါမယ်ခင်ဗျ channel subscribe လုပ်ပြီးတော့ဘေးနားကောင်းလောက်နှိပ်စောင့်ကြည့်နိုင်ပါတယ်ဒီဒီမှာအစားကနေဆုံးဒီ live ပါချီသူအားပေးခဲ့တဲ့ boray အားလုံးချိန်ပေးကြတဲ့ဂျက်ကီချစ်သူတယောက်ချင်းဒီအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ